အုံနောက်အတွက်အကောင်းဆုံးအစားအစာ10မျိုးပထမတစ်ခုကတော့အာဗကာဒိုလို့ခေါ်တဲ့ထောပတိသွေးလေပတ်မှုကိုအားကောင်းစေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအရေထောပတိမှာပါဝင်ပါတယ်ဒုတိယတစ်ခုကတော့ blueberry tea blueberry tea မှာ oxidative stress ဆိုတဲ့စိတ်ဖိစီးမှုတစ်မျိုးဖြစ်ခြင်းကနေကာကွယ်ပေးတဲ့ဓာတ်တွေပါဝင်ပြီးတော့အဲ့ဒီဓာတ်ကအုံနောက်ဥမင်းလာခြင်းကိုလည်းညှော့နှိမ့်စေပါတယ်တဲ့။မျက်ညံအားကောင်းမှုအတွက်လည်းအကူအညီဖြစ်စေတယ်လို့ဆိုထားတဲ့သုတေသနတွေလည်းရှိပါသေးတယ်။ နောက်တစ်ခုကကျတော့ပန်းပွင့်စင်းပန်းပွင့်စင်းမှာအုံနောက်ရဲ့အလုံးလုံးနိုင်စွမ်းနဲ့မှန်ညံကိုအထောက်အကူပြုတဲ့ဗိုက်တာမင် K တွေအများကြီးပါဝင်တယ်လို့ဆိုထားပါတယ်။အဲနောက်တစ်ခုကကျတော့ dark chocolate dark chocolate ကကျတော့အဲ့ဒီမှာ androphin ဆိုတဲ့အာ that chocolate ကပေါ့စားလိုက်တဲ့ဆိုရင် andrew fing ဆိုတဲ့တက်တွေအုံနောက်ထဲနေထွက်စီပြီးတော့အဲ့ဒီ andrew fing ဆိုတဲ့တက်ကအာယုံဆူဆိုင်နိုင်စွမ်းအကောင်းမှုအတွက်အကူအညီပေးပါတယ်တဲ့အာ flavonoid ဆိုတဲ့တက်လည်းပါတဲ့အတွက်ကြောင့်ဒီအုံနောက်ရဲ့လှုပ်ရှားမှုတွေကိုအထောက်အကူပြုပါတယ်ဆိုတဲ့အထောက်ထားရည်ရှိသေးတယ် and dark chocolate ကပူပြီးရောမဲလေပူပြီးရောတကြားနေတာဖြစ်တဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်ပူပြီးရောကောင်းပါလေလို့လည်းဆိုထားတယ်နောက်တစ်ခုကကျတော့ x ဥအမျိုးမျိုးပေါ့ဟိုမှတ်ညာအကောင်ဖို့နဲ့အုံနောက်ကိုဖွံ့ဖြိုးစေတဲ့အာဟာရတက်တွေ လိုမျိုး x အမျိုးမျိုးမှာပါဝင်ပါတယ်တဲ့အဲနောက်တစ်ခုကကျတော့အစိမ်းရောင်အရွက်များဆိုတော့ green leafy vegetables လို့ခေါ်ရပေါ့ဆိုတော့သူတို့တွေမှာဆိုရင်အုန်းနောက်အိုမင်းကြီးကိုညှော်နေစေတဲ့ vitamin E တွေအများကြီးပါဝင်ပါတယ်ပြီးတော့ folate လို့ခေါ်တဲ့ vitamin B အမျိုးအစားတစ်မျိုးလည်းပါဝင်သေးတဲ့အတွက်ကြောင့်အမှတ်ဉာဏ်တွေအတွက်လည်းထောက်ကူပြုပါသေးတယ် ်အဆာလ်မွန်တို့ဆာဒင်းစ်တို့ကေဗီယာကေဗီယာဆိုတာဒီထဲမှာပြထားတဲ့ဒီအမဲမဲအလုံးလုံးလေးတွေအသူ့ကိုရှာတိရချင်းကြတော့ဒါငားရဲ့ဥတစ်မျိုးလို့ဆိုရည်တွေ့တယ်ဒီလိုငားမျိုးတွေမှာ omega 3လို့ခေါ်တဲ့ကျန်းမာရေးအတွက်အရင်ကောင်းတဲ့အစီအရင်အများကြီးပါဝင်တာကြောင့်အုံနောက် omega ကိုညှော်နေစီပါတယ်လို့လည်းပြောထားတယ်အဲနောက်တစ်ခုကကြတော့ အာ turmeric လို့ခေါ်တဲ့နှင်းနှင်းပေါ့ဆိုတော့ turmeric ကရောင်ရမ်းခြင်းကိုအုံနောက်ရောင်ရမ်းခြင်းကိုတက်တာစေတာတွေအုံနောက်ကနေအောက်ဆီဂျင်ရယူတဲ့အခါမှာကိုယ်ခန္ဓာထဲက cell တွေကိုကာကွယ်ပေးတဲ့ antioxidant ဆိုတဲ့ဓာတ်တွေကိုမြင့်တက်စေတာစတဲ့အကျိုးအာဏိတင်နေရှိတယ်ဆိုတော့အုံနောက်ရဲ့ဆွမ်းဆောင်ရည်ကျဆင်းခြင်းကိုလည်းအာယောနေစေတယ်ဆိုတဲ့သုတေသနရည်နဲ့အများကြီးရှိပါသေးတယ် နောက်ထပ်တစ်ခုကကျတော့ walnuts သစ်ကြပြီဆိုတော့ walnuts မှာလည်းနနွင်းလိုပဲကိုခန္ဓာထဲက cell တွေကိုကာကွယ်ပေးတဲ့ antioxidant တွေနဲ့အုန်းနောက်ထဲက cell တွေအမင်းကြီးကိုကာကွယ်ပေးတဲ့ vitamin E တွေအများကြီးပါဝင်ပါတယ်ဆိုတော့စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ zinc နဲ့ magnesium တွေလည်းအများကြီးပါဝင်ပါသေးတယ်လို့ဆိုထားတယ်နောက်ဆုံးအနေနဲ့ကတော့ water ရေပေါ့အုံနောက်ရေ80ရာခိုင်နှုန်းကရေတွေဖြစ်ပါတယ်တဲ့ဆိုတော့ရေတဲ့ခန်းကြုတ်ချင်းကအာသတိခဏခဏမိတာမျိုးအာယုံစိုက်ဖို့ခက်ခဲတာလိုမျိုးစိတ်ပင်ပန်းလွမ်းနေတယ်ဆိုတာလိုမျိုးဆိုစဉ်းစားတွေးခေါ်နိုင်စမ်းနှီးကွေးတယ်တစ်ခုခုဖြစ်လာရင်ပြန်ပြီးတော့တုံ့ပြန်နိုင်စမ်းနှီးကွေးတယ်ဆရာတွေကဖြစ်စီပါတယ်တဲ့ဟိုကလေးကခေါင်းမှာတန်ကြီးတက်နေတယ်လိုမျိုးပေါ့အဲဒီတော့ပြီးတော့ဒီအုံနောက်ရေဆွမ်းဆောင်ရေကိုဒီစမ်းတက်တဲ့စမ်းတက်မှုတွေမှာဆိုရင်လေအာရေတက်လုံလောက်နေတဲ့သူတွေကပို့ပြီးတော့ကောင်းနေရလက်တယ် ီရရတယ်ဆိုတော့အဲလိလာတွေ့ရှိချက်တွေလည်းရှိတယ်လို့ဆိုထားပါသေးတယ်။ဆိုတော့ဒီနေ့မှာရဆူရှိကဒီအုံနောက်အတွက်ကောင်းတဲ့အစာတောက်စင်မျိုးအကြောင်းကိုမျှဝေခဲ့တာဖြစ်ပါတယ်။အဲနောက်တဲ့ဗီဒီယိုတွေမှာဒီအုံနောက်နဲ့မနက်စာနဲ့ဘလို့ဆက်ဆံမှုရှိသလဲဆိုတော့အကြောင်းရင်းကိုလည်းမျှဝေပေးတော့မှာမလို့ see you in the next video. Bye bye.